မင်္ဂလာပါဖူဒီယိုရေဒီနေ့ကျွန်တော်တို့ဟာအပန်းပြင်းမျိုးတော်ပတရားကိုတွားကြမှာပါဒါပေမဲ့ဒီခီးစဉ်ကအထူးကြပါလေဘာလို့လဲဆိုတော့ခီးစိတ်ဟာခိုင်ပတ်32ပတ်မြန်မာငွေ9000အဝန်းကျင်ပဲကုန်ကြမှာမဟုတ်လို့ပါ ထိုင်းနိုင်ငံမှာ150ကီလိုမီတာကျော်ခီးကိုဒီထက်တက်တာလည်းစီမရှိတော့ပါဘူးဒါကတော့ဟာလန်ဖုန်းဘူတာယုံမှာကျွန်တော်တို့စီမံရထားကတော့ရိုးရိုးရထား ordinary frame

တကယ်ကိုမယုံနိုင်ကြပါပဲ။ ခုတော့ယထာပေါ်ရောက်ပါပြီဒါကတရားတန်းစာယထာဖြစ်ပြီလေးပိစက်မပါပဲပန်ငါပဲပါပါလေထိုင်ကုန်တွေကတသားကုန်အဟောင်းနေဆိုပြီးမြေခီးတူလေးမှုအစဉ်ပြေပါလေယထာပေါ်မှာအစမ်းတောက်ရောင်းနေတွေရှိပါလေနန်းချောင်းမှာဈေးတယ်တွေပါပါလေရေအေးအေးကော်ဖီထမင်းထုံးနဲ့အသီးနှံမျိုးစုံဝယ်လို့ရပါလေဈေးနှုန်းတွေကလည်းလမ်းမဆိုင်လိုပဲတက်တာပါလေကျွန်တော်ကတော့ ဝက်ခပောင်းနဲ့ဓမင်းတပူရဲ့ပေါ်သားပြနှပြနဲ့ကောင်းချင်းတထုံပြီးတော့ခြေတန်တပူအားလုံးပေါင်းဖက်ရှစ်စင်ကြပါတယ်အသီးတွေလာရောက်လာတွေ့လို့တရသည်တထုံဝယ်ပြီးအားပေးလိုက်ပါတယ်တရသည်တို့ကတော့ဘတ်20ပဲကြပါတယ်ကဲရထားကြီးကတော့အစားထွက်ပါပြီနော်ကျွန်တော်တို့ရဲ့ 3နိုင်ခွဲလောက်ကြာမဲ့အခီးစတင်ပါပြီ။ဒီလိုမျိုးရိုးရှင်းတဲ့ရထားစီးရတာက ထိုင်းလူမျိုးတွေရဲ့နေစဉ်ဘဝကိုပိုပြီးနီးနီးကပ်ကပ်မြင်ရတဲ့အတွေ့အကြုံရရှိပါတယ်။ ခီးစာပိုင်းမှာတော့ဗန်ကောက်ရဲ့စင်ကြေပုံးရက်ွက်တွေယထာနမ်းမိတ်ကရွှေရှင်းတဲ့အင်္ဂလီတွေကိုဖျက်သွားရပါတယ်။ ယထာကမြန်မြန်ကြီးမဟုတ်ပေမဲ့ရှုခင်းတွေကတော့တဖြည်းဖြည်းပြောင်းလဲလာပါတယ်။မြုပ်ပြကနေရိုးရှင်းတဲ့လေယာစိုက်ခင်းတွေတောရလေးတွေစီကိုရှောင်းလာပါပြီ။ပန်ကယထာမို့လို့တတိမောက်ခွင့်ပြီးဒင်းငင်းခံရတာကတကယ်ကိုလမ်းဆန်းစေပါတယ်။အမှန်တိုင်းပြောရရင်ဘက်စကားပေါ်မှာလေးဆက်နဲ့အေးနေကြတဲ့ဆိုင်ဒီလိုမျိုးတဘာဝလေရပြီးခီးသွားရတာကိုပို့ပြီးတော့ပြောကြမှာပါတယ်။ ยาก่อนจะลงจากขบวนรถเปิดดูสิ่งของและสัมภาระของท่านให้ถูกต้องครบถ้วนการรถไฟแห่งประเทศไทยขอขอบคุณท่านผู้โดยสารทุกท่านที่ใช้บริการเก๋กูตรงไหนมินิเลเซ่แเราพี่ไมินิมีเย่นั่งมาเนาะပတရားပူတိုင်းကိုရရှိလာပါပြီ။ယထာကဒะနေ့တော့နောက်ကျတဲ့တရားသိထားရပါမယ်။ဒီပူတိยင်းကပတရားမเိုးလည်းနဲ့နညเးနည်းလေးပြေးပါတယ်။ ဒါကြောင့်မြို့ရဲကိုသွားဖို့အတွက်တခြားတရီပို့ဆောင်ရေးတခုအစီအစဉ်ရပါမယ်။ကျွန်တော်တို့ကတော့ဒေးမိုင်ဟိုတယ်ဒီကို Grab မှာလိုက်ပါလေ။ Grab ဈေးကလည်းတန်ပါလေ တော့ခြုံပြောရရင်32ပြတ်တန်းဘန်ကောက်ပရိယာယထာခီစဉ်ကသက်သာဆုံးခီးစဉ်ဆိုတာသိကြပါတယ်။ဟိုနှေးပြီးလေးပိစက်မပါပင်မဲ့ထိုင်းနိုင်ငံရဲ့ရှုခင်းအစစ်မှန်နဲ့ဒေသခံတွေရဲ့ဘဝကိုထိတွေ့ရတဲ့စစ်မှန်တဲ့ခီးသားတွေ့ကြုံကိုလိုချင်နေဆိုရင်တော့ဒီယထာခီကိုစီကြည့်ဖို့ကျွန်တော်ကြံပြုလိုပါတယ်။ အားလုံးပဲဒီပလော်လေးကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်နိုင်ငံရဲ့စိတ်ဝင်စားစရာပြည်စင်တွေအတွက်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ဖို့မေးပါနဲ့နော်။